အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက်ကတိုဖုံးနိုင်ရေးသားတဲ့ဗဒောက်ပွင့်စဲလတာစဲဝဲဆိုတဲ့ဝိထုရဲ့အပိုင်း30ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ပထောက်ပွင့်စဲလတာစဲဝဲအပိုင်း30ဆက်ရလေတော့လွမ်းအိမ်မဲပထောက်ပွင့်စဲလတာစဲဟုတာမြဲတညာစိတ်ကပါလျင်ပမာလျက်ပြက်အိမ်တမတ်တဲ့ရင်ထက်လာမင်း ပိုက်ပွေရင်းတွင်ချစ်တင်းဆူဆူပြုံးချိုချိုနှင့်ကျေကိုပန်းကုံတီမကုန်းခင်ဂျင်တုံးရရဲ့နှွဲ့ဆက်ရှူရင် မဝင်ကြလေညတ်သက်ဝေစဲ ချင်းမရဲ၌တောင်သေးရေတိုက်လန်နိုးကြိုက်ကညမိုက်တကောင်တယောင်ငိုကြီးကိုရီးတယောက်ပတော်လဲတုံ လာလဲပုံမီမိုးလုံးပက်လဲညို့တကားတင်မောစိတ်စီတို့ကျွန်တော်ရောက်လာချိန်၌ဟိုအနောက်တောင်စီမှာ မိုးတို့ညို့နေသည်နှစ်ဆန်းတည့်ရက်နေ့ရောက်မှကြံမိုးသည် အခါလွန်ရွာမြင့်ဟန်ဆင်းနေသည် အေယာဝတီတင်မော ဝေဘာကီကခေါင်တိုင်မှမိခိုးတလူလူနဲ့စိတ်ကံဘေးတွင်ကက်ဆိုက်ထားသည်ဒီချိန်တုန်းကခီးသွားလာသူနေပါတော့ကြောင့်တင်မောပေါ်၌ခီးတဲ့မများလားရှိသည်မလူအများကလည်းအောက်ထက်တွင်သာစီကြသည်တင်မောပေါ်၌ခီးတဲ့မကြက် လူတံပင်ချောင်းနေသည် ရှိသည်မလူတို့ကလည်းအောက်ထက်တွင်သာ ပြုံးစီကြသည်လက်မှတ်ဝဲပြီးနောက် လူရှင်းသောအပေါ်တတ်သို့ကျွန်တော်တက်လာခဲ့သည်ဦးပိုင်းရှိ ပထမကန်းနှင့်ကက်နေသောနေရာ၌ကျွန်တော်ကပစ္စည်းလေးများကိုချထားလိုက်သည် ချမ်းပြင်းမာကအခင်မရှိကျွန်တော်မှလည်းအခင်မပါ ရှိစေတော့ဒီတိုင်းထိုင်လိုက်မည်ညအချင်းရောက်၍အခင်နှင့်ဖြာငှားရလျင် ဖြာနှင့်အိမ်မည်မယားကအစိုးတထေဖြန့်ခင်းပြီး လက်ဆွဲတစ်တာကိုခေါင်းပြွ၍ ဖြစ်တယ်လို့အိမ်ကြီးကျွန်တော်ကကျမ်းပြင်ပေါ်ကြာကြာနာနာထိုင်ချလိုက်လူနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်ပတ်ကားထိုင်ရင်းနိုင်ငိုင်ငုံငူအတွေးထူမိရှေ့ရီးကို ကျွန်တော်မပူပါဘယ်တော့မှရှေ့ရီးအတွက်ကျွန်တော်မပူခဲ့ပါဘဝတစ်လျှောက်လုံးကျွန်တော်ရုန်းကန်လာခဲ့ရသည်ရုန်းကန်ရမည်ကို ကျွန်တော်မကြောက်ပါဟိုးငယ်စဉ်ကတည်းက ပင်လယ်ပြင်ကြီးစီငေးကပင်လယ်ကုလိုစိတ်ကျွန်တော်မှရှိခဲ့သည် ပင်လယ်ဟူဒီကိုလွယ်လွယ်ကူကူကူ၍မရမှန်းကျွန်တော်သိပြီးသားပါတို့ရတွင် ပင်လယ်ကုလိုစိတ်ကကျွန်တော်ရင်မှဘယ်သောအခါမှမပြောင်းယခုတော့ဘဝပင်လယ်ကိုတယောက်ထဲအမှန်တကယ်ကူရတော်မည်ကိုကိုပိုင်ရွေးချယ်မှုဖြစ်သောကြောင့်နောင်တဝန်လဲကျွန်တော်မှမရှိပြီလွမ်းစိတ်ကတော့ ရင်မာရှိနေသည်တန်ရောစိန်ဟူသည် မရှိလျင်အကောင်းဆုံးထင်သည်တန်ရောစိန်ကရှိလာတော့ရှိရေးကိုမကြောက်လင့်ကစားနောက်ရေးဆိုတာကိုတော့မမေ့နိုင် မမေ့နိုင်တော့ရင်မာလွမ်းရသည်မမဝေကိုရင်မာလွမ်းရသည်မရှက်နိုင်မကြောက်နိုင်ယခုပင်မျက်ရည်ဖြန်ဖြန်ကြောက်အောင်လွမ်းမိသည် လွမ်းပွေဖြစ်ကိုကျုံလာရသောကိုဘဝကိုပင်စိတ်နာမိသည် ဘာတွေပြောနေနေဖြစ်လာရသည်ကဘသူမပြုမိမိမှုပါချစ်တတ်သောနှလုံးသားကနှုတ်ခဲ့သည်ကိုရင်တတ်သော စိတ်ကူးကိုဇက်လွတ်အလိုလိုက်ခဲ့မိသည်ကိုမျက်ရည်ကြားမှပြုံးမိရသေးသည် ကြီးကြီးကျယ်ကျယ်လေးတော့မမဝေကို ကျွန်တော်ပြောမိခဲ့သေးသည်တဲဖြူငွေရာသမတ်နှင့်မင်းပန်နာထားရစီလူပြက်မြေကြောက်၍မပြက်ရဲပါ တကယ်တမ်းကျတော့မိုက်မိုက်ကန်ကန်လေးဖြတ်ဖြစ်အောင်ဖြတ်လိုက်သေးသည်ဒီတော့ဒူးမပြတ်စေအသေးတော့ပြတ်ရသည် အသေးတစ်ချမ်းတော့ပြတ်ရသည်အသေးတစ်ချမ်းပြတ်ပါစေဩအတိတ်မှုလွမ်းရိပ်လေးခိုယုံသာအသေးတစတစသာကြံကျင်ကြံပါစေကိုမိုက်ပြစ်ကို ကိုခံပါမည်ရွေးရသည်ထင်၍ရွေးချယ်ခဲ့မိပြီဖြစ်သော ပစ္စုပန်ဒေကီအတွက်မို့ကျွန်တော်ရင်မှာနောင်တပူဝန်စင်ငယ်များမရှိပေကျွန်တော်ပျောက်သွားမှန်းသိလျင်အတော်ပါပြောမည်နိဂယုနာဒေါသပုံတော်ခိတ္တထာမည်ဒေါန်တောက်အောင်တော်ရှားကြမည်မဟုတ်ဒေါန်တောက်အောင်ရှားကြသည်ထိရောက်ရန် အတော်ဘဝ၌ကျွန်တော်သည် အတိတ်ပဲကြည်ကြည်မာမာမရှိလာပါအတော်တာဝန်ကကြေခဲ့ပါပြီအကောင်းဆုံးဟု သူထင်ခဲ့သောဘဝလန်းခီးကိုပင်ပညာသားပါပါ အကွက်ချပြပေးခဲ့ပြီးပြီမဟုတ်ပါလောသူလန်းအတိုင်းမလျှောက်လို၍ကျွန်တော်ရှောင်းထွက်သွားသည်ဟုသာ အတော်ကောက်ချက်ချနိုင်ပေလိမ့်မည်အရေးထဲဆွဲခေါ်သည်ကို မလိုက်ဖဲနေပူတဲ့ထွက်ပြေးသူ သူ့မိုက်တယောက်အနေနဲ့ခစ်တာတော့အတော်ဒေါသပုံထာမည်နောက်တော့သူပြောလေရှိသည့်အတိုင်းပြက်လေမည်လိုအပ်လျင် လိုရာဆွဲသွုံနိုင်ရန်တရားစကားတစ်လုံးလုံးကိုသူရှာလိမ့်မည်အတော့ကိုကျွန်တော်ချစ်လာသည်မဟုတ်ပါတို့ရာတွင် မမုံပါကျေးဇူးကိုတော့အစင်အောင်မေသည် အတော့ခိတစိတ်ဆင်းရဲအောင် လုံးမိခဲ့ရသည့်အဖြစ်ကြောင့်လည်းစိတ်မကောင်းပါတို့ရာတွင်ကျွန်တော်ယခုလောက်ခဲ့သည်မှာအားလုံးအတွက်အကောင်းဆုံးဟုထင်သည် အတော့စကားအတိုင်းသုံးရလင်အားလုံးအတွက်အကောင်းဆုံး အတွေးနယ်၌မြုပ်၍ကောင်းနေစဉ်မှာ သင်္ဘောဤပထမအချက်ပေးအော်အော်မှုတ်တန်ကိုကြာရသည်ဆက်တန်လဲဇူညံလာ၏ညလုံးမှမျက်ရည်စာများကိုတုတ်ပြစ်ပြီး နေရာမှကျွန်တော်ထလိုက်၏။ဩကျွန်တော်ကသာတတိမထားမိသည် အပြင်ဘက်မှမိုးရွာနေသည်တကားတင်မောပေးလက်တန်းများအနီးသို့ကျွန်တော်ကတ်သွားသည် ခွဲခွာကနီး မြို့ကို နောက်ဆုံးအဖြစ် ကျွန်တော်ကြည်လိုသည်မြင်ရသမျှပသိမ်တစ်မြို့လုံးက မိုးကြောင့်မှိုင်းမှိုင်းများဝေဝေညိုနေသည်တက်ကယ်ဖိုးဖိုးငိုခင်းပြောင်းရလေသောကျွန်တော်ကိုဒီရှုခင်းနှင့်နှုတ်ဆက်ဟန်ရှိသည်မိုးရေထဲတွင် နောက်ကျသောခီးတဲ့ချို့တင်မောစီ အပြေးလာကြသည်ကို ကျွန်တော်သတိပြုမိတင်မောကြီးကခွာတော်မြီစိတ်ခံနှင့်တင်မောကိုဆက်ထားသော ကျိုးတို့ကိုပင်ဖြုတ်ချလေပြီးခြေတန်းကြားရသောကြောင့်ကျွန်တော်ကအမှတ်မထင်လှဲ့ကြည့်သည် မိမသားတူပါမိုးကအင်ကြီးကိုဝှက်ထား၏ခေါင်း၌လည်းလက်ကင်ပွားတစ်ခုကိုညနာအုပ်အောင်တိုင်စီထား၏လက်တစ်ဖက်တွင်တရေတစ်တာတစ်လုံးကင်ထား၏တခြားတစ်ဖက်က လက်ပွေရိပ်အဖြူလေးကိုဆွဲထားသည် မိမသားကကျွန်တော်ပစ္စည်းလေးများအနည်းရောက်တော့တုံ့ရက်သွား၏ ခဏ၌ပင်ဘေးတိုက်ရှိရာမှကျွန်တော်ဘက်သို့လှည့်ကြည့်သည်မြတ်စွာဘုရားအိမ်မက်လေးပါလားဟိုးအိမ်မက်မဟုတ်ပါ မဟုတ်ပါဘလို့ပင်မျက်နှာကို အုပ်အောင် လက်ကင်ပေါ်ဝါတိုင်းစီထားပေမင်းညီရသည်မဝင်းဝါသောဒီအသားလေးများကို ကျွန်တော်မမေ့ပါဒီမျက်တောင်ကော့ဒီမျက်ဝန်းပြဒီမျက်လုံးကြည်နှင့်ဒီအလှရှင်က မြေပြင်တွင် ကျွန်တော်အတွေ့တယောက်ထဲသာရှိသည်ဟင်မမဝေကျွန်တော်နေတူ ကျွန်တော်ကိုငြိမ်ဆိုင်ကြည့်နေရမှမမဝေသည်လှုပ်ရှားလာ၏မောင်လေးလိုက်ဘာရင်းမှပြောမနေနဲ့ဦးမင်းပစ္စည်းတွေတဲပြီးမမဝေနောက်လက်ခင့်နော်ကျွန်တော်ကမလှုပ်အံ့ဩတုန်လှုပ်ခြင်းနဲ့အဆိုးမရလိုက်လေတော့ရုတ်တရက်ဝမ်းနေဝမ်းတောင်မှုက တကောလုံးကိုချုပ်ထားသည်ကြည်လီမင်မမဝေပြောနေတာမကြောက်လားဟောဟုတ် ဟုတ်ကဲ့မမဝေကျွန်တော်ကကျွန်တော်ပစ္စည်းလေးများကို ကောက်ကင်ပြီးမမဝေဤနောက်သို့လိုက်လာခဲ့သည်မမဝေက ပထမတန်းအခန်းတွင်သို့ရှေ့ဆောင်ခေါငင်းသွားသည် ပထမတန်းအခန်းတွင်၌အချာခီးသည်တယောက်မျှမပါတစ်ထပ်ကရင်သုံးလုံးနှင့် စပွဲကလထိုင်များရှိနေသည်ကျွန်တော်တို့ကပစ္စည်းများနေရာချထားခြင်းပြုနေခိုက်အော်အော်တန်ရှေပေးပြီးတင်မောကြီးကထွက်တော်၏မမဝေကကျွန်တော်ရှေ့တဲ့တဲ့တွင် မတ်တက်ရလိုက်၏ပြီးမှတရိယာဟန်ဖြင့်ကိုလေးကိုနွဲ့နွဲ့လှဲ့ပြီးကျွန်တော်စီကြော်ပေ၏ကျွန်တော်ကမိုးကအင်ကြီးကို မမဝေကိုမှခွာယူချွတ်ပေသည်မမဝေကကောင်းမှတိုင်းစီထားသော လက်ကင်ပဝါကြီးကိုလည်းဖြုတ်ကားတက်တာပေါ်ပြစ်တင်လိုက်ဒီဒီချင်းတော့နှသားရောင်ကိုဝတ်ထဲဖြင့်ရှူမကြီးအောင်ကြော့ကြော့ရှင်းသောမမဝေသည်ကျွန်တော်ရှိမှ ပြုံပြုံလေးရန်နေသည် မမဝေကလက်များကို အရင်ဆန့်ကန်သည်ဩမမဝေရင်ခွင်စီပဲကျွန်တော်ကဝင်လိုက်လေသလုံးကျွန်တော်ရင်ခွင်စီပဲမမဝေကဝင်လိုက်လေသလုံးတူဦးကိုတူဦး ခုံမင်းဆွဲမဲ့တင်းကျက်စွာပွေဖက်ထားမိကြသည်မမဝေဤပါလိများကဂျူမွေးပါပြီမမဝေဤသပင်များကကြိုင်တင်းပါပြီမမဝေဤနှကန်းလေးများကလည်းပူနွေးပါ၏ဩအချစ်ဩအလားဩအတည့်ရဲ့မမဝေမောင်းအတည့်ရဲ့မမဝေကအตาရယုံပြီးတွန်းဖယ်လီမ ကျွန်တော်လက်များကိုလျှော်လိုက်သည်နှစ်ထပ်ကရင်တစ်လုံးဤအောင်၌ကျွန်တော်တို့တွေ့ထိုင်ကြသည်တယောက်ဤလက်များကိုတယောက်ကမလွန်းညရေဝေးဝေးကြားမှပြုံးချိုချိုဖြင့်ကျွန်တော်ကို ကြည့်ရင်းမမဝေက အပြစ်တင်သည် မောင်လေးလိုက်မင်းလူဆိုမမဝေကိုပြစ်သွားရတဲ့နော်မမဝေရဲ့ပြစ်သွားရတဲ့တော့ဘယ်ဟုတ်မလဲမပိုင်နိုင်မှန်းသိလို့လက်လျှော့ရပေမဲ့ ငွေလာမင်းကြီးကိုဘသူက မုံရဲ့စွန့်ရဲ့မှာလဲယောက်ျားတံမဲ့ကျွန်တော်မျက်ရည်ကျတာကိုတော့မမဝေဘယ်သိနိုင်ပါမလဲတွေ့လိုက်ရတာနဲ့ဒီလိုစကားမျိုးတွေကြားလိုက်ရပြီဟွန်းမုံလိုက်တာမောင်မမဝေမုံလိုက်တာကျွန်တော်ကမမဝေလက်လေးကို မချစ်မရဲစုံညင်မိသည်ကျွန်တော်ထွက်လာတာမမဝေဘယ်လိုလုပ်သိတလဲ မင်းထွက်သွားတာမမဝေမြင်လိုက်ရတာကိုဟုတ်မမဝေမြင်လိုက်တယ်မြင်တာပေါ့ညာတညလုံးမမဝေအိတ်မပြုံးနေမြင့်မှနိုးတော့အခန်းထဲကမထွက်သေးပဲဘရင်းသားမှာမမဝေထိုင်းငိုင်းနေတာအိမ်တော့မင်းကိုမမဝေမြင်ရတာအိမ်လေးတစ်ဖက်ကဆွဲတရော်လေးတစ်ဖက်ကဂိုင်းပြီးငိုင်းငိုင်းလေးထွက်သွားတဲ့မင်းရဲ့တဲ့ဟာမမဝေရဲ့မျက်လုံးလေးကမပြောက်တော့ဘူး ရှေ့လျှောက်မင်းတခုခုဖြစ်သွားမှစိုးဟိမ်လိုက်တော့မမဝင်ရင်ထဲမှာကဘာမီဟုံးခနဲ့တောက်ရတယ်ရှင်ရင်အဲ့ဒါကိုတော့ရှင်သိရဲ့လားကျွန်တော်ကမမဝေလက်ကလေးကိုစုံညင်မိပြန်သည်မမဝေအခုထွက်လာတာကိုဘယ်သူမှမသိကြဘူးလားမသိအောင်လုပ်ရတာပေါ့တရေတစ်တာကိုနေပူလန်းတယ်လို့ဘာလို့လို့လို့လူလစ်တော့ကားဖုံးနေထဲ အဝတ်စားတွေဘာလို့တော့တက်တက်ယူတစ်တာလည်းမထည့်နိုင်သေးဘူးကားထဲမှာဖြစ်သလိုထည့်ပြီးတော့အိမ်တွေမပြဲကားမောင်းထွက်လာတာပဲလမ်းတနေရာကြားမှာအဝတ်စားတွေတစ်တာလည်းပြောင်းထည့်လာရတာအရေးတွေမိုးဝရွာလာလိုက်သေးတယ်အဲ့ဒါလည်းကောင်းကောင်းပဲတင်မော်စင်တော့ရုပ်ဖြက်လို့လွယ်သွားတာပေါ့ကားရောဘယ်မှာထားခဲ့လဲမမဝေကခစ်ခနဲရေပြီးလက်ဝှေ့အိတ်တွေမှာ ကားတော်လေးကိုထုတ်ပြ၏ကတော့ဘူတာယုံနားမှာထားခဲ့တယ်ဘူတာယုံနားမှာဟုတ်တယ်ခြေရပြအောင် မမဝင်လုခဲ့တာဘလို့မမဝေမမဝေပျောက်သွားတာ ਉ သူတို့ချက်ချင်းမသိနိုင်သေးဘူးတိလို့လိုက်ရှာကြတဲ့အခါကျတော့လေမိရထထွက်သွားပြီမမဝေကောက်ကိုလေဘူတာနားမှာတွေးလိုက်တယ်ဆိုတော့သူတို့ဘလို့တွက်ကြမလဲကြည်စမ်း မမဝေတိတ်ညံကောင်းတာပဲဒါထက်တင်းမောစိတ်ကိုဘယ်လိုလုပ်လာခဲ့သလဲအဲ့ဒါတော့လွဲပါတယ်ကွင်းစိုက်ကားနဲ့လာခဲ့တာပေါ့ပြောရအောင်မေမမဝေတသက်နဲ့တကူဒါပထမဆုံးစိုက်ကားစီးပူတာပဲမမဝေကရေမောပြီးပြောတော့လဲကျွန်တော်ရင်မမကောင်းရင်တို့မနာဖြင့်မမဝေမျက်နာလေးကိုကျွန်တော်စိုက်ကြည့်မိသည်ကြည့်မင်းမျက်နာဘာဖြစ်သွားရတာလဲ ဩမမဝေရဲ့ကျွန်တော်မှဂျင်နာလို့ပါမမဝေမမဝေဘာလုပ်ခဲ့လဲဆိုတာမမဝေစဉ်းစားမိရဲ့လားမမဝေလည်းတစ်ချက်နိုင်ကြသွားသည်ခဏကြာမှတပြင်းလေးရှိုက်ပြီးငွေငွေ ပြုံးလျက်ဆို၏မမဝေစဉ်းစားမိပါတယ်စဉ်းစားမိတယ်မဟုတ်ပါဘူးလေစဉ်းစားပြီးမှမမဝေလုပ်ခဲ့တာပါဒီမမောင်ဩမောင်မမဝေမောင်လို့ပဲခေါ်ပြစီနော် ျွန်တော်ကမမဝေးလက်ကလေးကိုမြင့်မိရပြန်ပါ၏မမဝေးရဲ့ကျွန်တော်ဟာ မမဝေးရဲ့မောင်ပါမောင်လို့မမဝေးရဲ့နှုတ်က ခေါ်မဲ့အတန်ကို အိမ်မက်တွေမက်ပြီးဆောင်းခဲ့ရသူပါ အခုတောင်မှလေကျွန်တော်ဟာ အိမ်မက်မက်နေတာများလားလို့ထင်းနေမိရတယ်တန်ချမာကကျွန်တော်အပေါ်ဒီလောက်တောင်သဘောမနှောကောင်းလိုက်တာကိုကျွန်တော်မယုံရဲသလိုဖြစ်နေရတယ်မမဝေးကပြုံးလျက် မျက်နာလေးကိုမဆူတဆူလှုပ်လိုက်ပြီးကျွန်တော်ကိုမျက်စောင်းထိုးကြည့်သည်ပြောင်းအောင်ခမပိုအောင်လို့အပိုလေးတွေဆက်ပြောင်းအောင်လို့မောင်မောင်လေးမမဝေတခါလေးကြရင်တိတ်မုံနဲ့တိလာမမဝေက သူ့လက်တီးလေးဖြင့်ကျွန်တော်ကြောကိုထူ၏မမဝေလက်ကလေးကိုဖမ်းယူပြီးကျွန်တော်ကပြန်ဆုံညစ်ထား၏ဆက်ပြောလေးမမဝေး ဘာပြောရမှာလဲမမဝေမျက်နာလေးကတီးသွားသည်ဘာကြောင့်မသိတီးကြည့်သောမျက်နာလေးဖြင့်ကျွန်တော်ကို အတန်ကြာစွာစိုက်ကြည့်နေသည်ပြောလေဘာလို့မောင်ကိုစိုက်ကြည့်နေရပြန်တာလဲကြည့်ရရမမောင်ရင်ကိုမမဝေစဖက်ရတယ်မမဝေမင်းမယ်နော်အခုလို့မမဝေလိုက်လာတော့မမဝေဦးမောင်ဟိုနေအထင်များသေးသွားလား ရင်ထဲမှာစိုးရင်လို့မင်းရတယ်မောင်ဒုက္ခပါပဲမမဝေးမောင်ကဘာလို့အထင်သေးမှာလဲအထင်မသေးတဲ့အပြင် မောင်ပြောခဲ့ပါရောလားမောင်ရှင်မှာနာရတယ်မောင်ရင်ကဘာလို့နာရတာလဲနာတာပေါ့မမဝေးမမဝေးကို ချစ်လွန်းလို့နာရတယ်ချစ်လာတော့ပိုင်ဆိုင်ခြင်းနဲ့ကျွန်တော်မငင်းပါဘူးမမဝေးငွေလာမင်းကြီးကိုကျွန်တော်ပိုင်ဆိုင်ခြင်းတာပေါ့ပိုင်ခြင်းပေမဲ့ မောင်မပိုင်ရပါဘူးမမဝေကိုဘဝအချိန်လေးမမဝေရဲ့ဘဝအချိန်လေးတွေကိုတွက်မိတိုင်းမောင်မပိုင်ရဘူးမောင်ဟိုစားသားလေးတစ်ပိုက်ကိုသွားတရရတယ်ဘာစားလေးလဲမောင်ပစိုးပိုက်ခါဆောင်းပိုက်ခါနဲ့လိုက်ပြစီရွှင်ရွယ်ရို့မိမခိုးဆိုတာလားဘာလို့ဒီစားကိုရွရတာလဲမမဝေမောင်ကလည်းပြန်မိမယ်မောင်ချစ်ကိုမမဝေကရောအထင်သေးသလား မမဝေယရီစရာပြောတာပါတကယ်အထိမကန်ရွှေပကန်ဖြစ်သွားရပြန်ပြီကဲပါမောင်းစာမောင်းရုတ်ပြကျွန်တော်တို့ခုနှစ်တန်းတုန်းကဥရောပသားရဲ့ဝေတန်တရာဇက်ကိုတင်ရတယ်အတန်းပိုင်ဆရာကကျွန်တော်တို့ရင်မှာပိုခံစားနိုင်အောင်ဆိုပြီးဝေတန်တရာပြို့တဲ့ကစာလေးတွေကိုလည်းကောက်နှုတ်ပြီးတင်ပြပေးတယ်မဒီဒေဝီကိုစင်စင်ရဲရဲနဲ့တောထဲမလိုက်ဖို့ဦးကြီးတော်မိကြီးကတားတဲ့စာကို ကျွန်တော်ကြိုက်လုံးလို့ဘလို့ရအောင်မှတ်ထားတယ်။အဲ့ဒါကိုရွတ်ပြမယ်နော်။ဟင်းတောလေမြိုင်ချာဝင်းကဘာတို့မြက်ပြာနှဲ့ချီမလိုက်လေနဲ့တားရီနှုတ်နယ်ရွယ်လဲပြုံမြင့်ပန်းပွင့်တစ်တို့မညစ်မညူနန်းသူဖွေရာနှသားပြန့်မွေးကိုနှင့်ဝေးလျက်ညူကျေးတင်လွေမကြိုက်လေနဲ့မမဝေရဲ့ကျွန်တော်သွားရမယ်ခီးချမ်းစီ မမဝေကိုကျွန်တော်မခေါ်ရက်ဘူးကျွန်တော်အသက်မောင်အသက်မျက်ပြာနှဲ့ချေမမဝေရေမလိုက်လေနဲ့မောင်နောက်ကို မလိုက်လေနဲ့အဲ့ဒီလိုပြောလိုက်ခြင်းနဲ့သိရလားကျွန်တော်ပြောပြနေသည်ကိုညဝန်းပြလဲလဲဖြင့်မမဝေသည် ပြုံပြုံလေးနားထောင်နေသည်ကျွန်တော်စကားဆုံးမပြန်မေ၏မဟာစီတုံရဲ့စာလေးမမဝေလည်းရပါတယ် မဒီဒီဝီကဘာပြန်ပြောတယ်လို့စားဆိုသေးလဲဟာအဲ့ဒါတော့ဆရာကတင်မပေးခဲ့ဘူးဟွန်းလောက်ပြီထားပါတော့အခုမမဝီကတင်ပေးမယ်မဒီဒီဝီကဟောလူပြန်ပြောတယ်ရစ်ခွေမြစ်တာစင်းရဲကာကမကွာဖက်တဲ့ချစ်ချင်းချင်းလျဲပေါင်းဖြစ်သည်နှင်းရည်ရင်းမြှူကြာမြင့်တော်လား လင်းကောင်းစားသောမယားအိမ်သူ ကောင်းသောဟူရှင်စိုးတူကောင်းပဲပေါင်းရှင်စားပွဲ သစ္စာခွဲလျက်စင်းရဲတော်ပြင်းကောင်းတော်ချစ်ဟုမပြစ်ကောင်းမီတို့ဖြစ်ချင်၍မနေလိုက်လေတောချောင်တည်တဲ့မမဒီဒီဝီကိုတားလို့မရပါဘူးဘောလေမြိုင်ချဝင်းကပါစီညက်ပြနှွဲကြီးကလိုက်ခဲ့ပါတည်တဲ့လေမောက်ဝမေးမေး မဒီဒီဝီကဘာလို့လိုက်လာတာလဲချစ်လို့ပေါ့မမဝေရဲ့ချစ်လွန်းလှလို့ပေါ့ချစ်လွန်းလှလို့ဆိုတာလည်းဟုတ်ပါတယ်ဒါပေမဲ့အဲ့တဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်သူ့မှာရှိတယ်ကုဏကပြို့တဲ့အစားပဲမမဝေရွပြမယ်မောင်တိတိချာချာနားထောင်တော့စဉ်းစားပြီးနားထောင်ဟုတ်လားနေတန်းပြောလာကြည်လားမမဝေရဲ့ကောင်းပါပြီ မောင်စဉ်းစားပြီးတိတိချာချာနားထောင်ပါမယ် မဝေကတာယာသောအတန်လေးဖြင့်စာကို ချောမွတ်စွာရွတ်ပြသည်မဒီရဲ့ရည်ရွယ်ချက်ကဟောဤလိုတဲ့မောင်ပေါပြကြောတဲ့ဒီတဲ့ပွဲတွင်အဲအဲထင်ရှားရှင်တကြားကို မရားကောင်းလင်ခံစီခြင်း၍တောပြင်တောင်ကြီးညစီစီ၌တိန်လေဖဝါကြက်ကြားမြောင်ချောက်ညူချောက်ပိန်ပြောတားတော်ချောသားဘဲပျော်ရှာလင်း မဟာသူပတ္တာတက်မြရွေခြင်းဆက်တံမင်းဤသွားနှင်းရာရာနောက်တွင်ပါတို့မကွာစင်ဆိုင်အမြဲလိုက်၍ပျော်ပိုက်စေငါလှုပ်ကြွေးပါလိမ့်နေမဒီရေဆုံးဖြတ်ချက်ဟာချစ်တာတကူရဲ့တက်တက်ကြောင့်မဟုတ်ပါဘူးတရားမင်းနဲ့တမျိုးဆက်တံစင်မင်းနဲ့တဖုံသူအထင်တကြီးခိုင်းနိုင်နေသူ့လင်ကိုပါရမီကူညီဖြည့်ခြင်းလုံးလို့တဲ့ကဲမောင် ဘာပြောချင်သေးလဲကျွန်တော်ဘာမှမပြောချင်တော့ပါ ပြောလဲမပြောနိုင်ပါဘာဝင်းလာတော့မမဝေဤလက်ကလေးကိုသာစုပ်ကင်လျက်မယူပြီးညနိုးစုံမဲ့စွာရှင်မကတ်ထားမိသည်မောင်မမဝေမမဝေရဲ့စေတနာကိုမောင်တကယ်နားလေရဲ့လားနားလေပါတယ်မမဝေနားလေလို့ညည်ရီဝဲအောင် မောင်ဝမ်းတာမိတယ် ဒါပေမဲ့ဘာတွေကိုစွန့်လွတ်ခဲ့ရတယ်ဆိုတာကိုသိတော့မောင်ရှင်ဟာနာတော့နာတာပဲမမဝေးမမဝေးကဘာများစွန့်လွတ်ရလို့လဲယတနာလှောက်အင်းကိုလားရင်မနာနဲ့မောင်မမဝေးကမဟုတ်တော့ကျေးဇူးတင်ရသေးတယ်ဘလို့မောင်ကိုကျေးဇူးတင်တယ်ဟုတ်တယ်ယတနာလှောက်အင်းကမမဝေးပြန်ထွက်ပြေးချင်နေတာကြာပြီဒါပေမဲ့တတိကမရှိခဲ့ဘူးအခုတော့ရှိလာတယ် မရှိမဖြစ်တော့ရှိလာရတာပေါ်မောင်ရင်ပြီးတော့မောက်ပါရမီကိုကူညီဖြစ်ရင်လောကကိုအလှဆင်နိုင်တဲ့အခွင့်အရေးရယ်ဒါရီကိုဆုံးရှုံးရမှာကြုံရတော့မမဝေမှာတတိတွေကဝင်းလာတယ်။ဘာနဲ့ရှောပြောတယ်ဟိုအိမ်နောင်ရင်မျိုးက မိမတယောက်ဖြစ်တဲ့မဟာစီသူရဲ့ပြို့တွေကမဒီဒီဝီဘဝမျိုးကိုမမဝေရွေးချယ်ရင်းလာတယ်။မောင်ချောင် မမဝေကိုချစ်အောင်မျိုးမျိုးလုပ်နိုင်နဲ့ဟောရင်မောင်းကြဒီဒီချိန်မှာတော့ကျွန်တော်ကမမဝေဤတကောလုံးကိုတိမ်ချုံပွေပြီးရှင်တွင်တွင်၌ထားမိသည် အကျော်စိမ့်လေးတွေချက်တန်းဖြားနေသည်ကိုမြင်ရတော့မမဝေဤပါလေးကိုကျွန်တော်ပါနှင်အရင် မေးရ၏မမဝေမောင်းလောကမှာအပျော်ဆုံးလူဟာဘယ်သူလဲရင်သိလားမောင်းပြောပြ ချစ်တောင်ဖြစ်ခဲ့ကောင်းငင်ကငွေလာမင်းကြီးကကိုရင်နဲ့ခုံးဆင်းလာလို့ပွေပိုက်ထားရတဲ့သူပေါ့အဲ့ဒီလူဟာဘယ်သူလဲသိလားသိပောင်အဲ့ဒီလူကိုရောငွေလာမင်းကြီးကမချစ်ဘူးလားချစ်ပောင်ဘာဖြစ်လို့တဲလို့ပို့လို့မမဝေကကျွန်တော်ရင်ခွင်မှရုံထွက်ပြီး နေရာမှထားလိုက်ဤမကဲနဲ့ဩလာဟိုမှာဇင်ရီကြည့်ရအောင် ဒီရင်၌နှစ်ကိုရှင်တွဲပြီးမမဝီနှင့်ကျွန်တော်တို့ကဇင်ယောလေးများကို ကြည်ကြသည်။စုံကြည်ဆန်းကြည်ဝဲကာပက္ခာနှင့်ဇင်ယောလေးများက သင်္ဘောနောက်လိုက်လာကြသည်။ညဉ့်ညံဆာဆာတန်တာတာနှင့်ပျော်လေပျော်ကြရှာပုံရသည်။အော်အဖော်ဆုံးတော့ပျော်ကြရှာမည်။မမဝီနှင့်ကျွန်တော်တို့ပင်အဖော်ဆုံးတော့ပျော်ကြရှာမည်။ကျွန်တော်ရင်မှာလဲပျော်သည်။ မတဲရပါမပိုရပါမမဝေကငွေလာမင်းကျွန်တော်ငွေလာမင်းယခုတော့ငွေလာမင်းကြီးကိုကျွန်တော်ကပိုင်ရပြီချခင်ကတော့မထိပိုင်မကန်ရယခုတော့ပိုင်ပြီးဆိုင်ပြီးမို့ငွေငန်းဖြူလဲတိုင်းစရာပခုံးလှဝင်းပပကို ယူရစွာစုတ်ကိုင်းပွေထားမိပါတည်း နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၁ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ